ိသက်တွေအားလုံးအတွက်ခေတ္တပြုမိအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခေတ္တပြုမိအစီအစဉ်မှာတစဉ်ရဲ့စုမွန်နဲ့အတူတူခိုင်ချိုးတွေကဒီကနေ့မှဗဟုသုတရရှိပေါ်ရာအကြောင်းအရာမျိုးစုံကိုပရိသတ်တွေအတွက်ပြောပြပြီးတော့တင်ဆက်ပေးအောင်မှာဖြစ်ပါတယ် ါအရင်ဆုံးခန့်ချိုးလို့ပေါ့နော်တရင်ကြောင်းလေးပြောပြမယ်ခန့်ချိုးဖတ်ထားတဲ့တရင်လေးပေါ့နော်တတိပေးစရာကျမ်းမာရေးတရင်လေးပါအဲ့တော့မဲ့ပေါ့နော်အခန္ဓာကိုယ်မှာဒါအမျိုးသမီးရောအမျိုးသားရောရှိတတ်ကြတယ်ဒါပေမဲ့တတိထားမဲ့မဲ့ရှိအဲ့ဒါဘာလဲဆိုတော့ညာဘက်ဒီလက်မောင်းမှာမဲ့အသေးပေါ့နော်အဲ့ဒါလေးရှိမဲ့ကင်စာဖြစ်နိုင်တယ်တဲ့အော်အဲ့တော့ဒါကတော့ရာရာနှုံးပြည့်တော့ပြောရတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တတိထားပြီးတော့ဂယူးဆိုင်ရမှာပေါ့အဲ့တော့ဒါနဲ့ပတ်သက်ပြီးရေးထားတာဟောက်တိုင်ချက်ချက်မှာရေးထားတာညာလက်မောင်းမှာတဲ့မဲ့သေးရှိရင်တတိထားရမယ်တဲ့ဒါဟို King College London ကသူတည်တည်ရိုင်းနေပြီးတော့ တို့လေးလာတွေ့ရှိချက်ဆက်တမျိုးအရာအဲ့ညာဘက်လမောင်းမှာမှဲ့သည်ပါရှိမယ်ဆိုရင်အရေပြားကင်စာဖြစ်နိုင်တယ်ဆိုပြီးတော့တတိပေးလိုက်တာတဲ့အဲ့တော့တိုင်ပေပညာရှင်တွေကအတူတစ်ပြင်ပေါ့နော်အမျိုးသမီးတွေရဲ့အဲ့ညာလက်မောင်းမှာမှဲ့သည်ပေါင်းခုနှစ်ခုထက်ပို့ပြီးတော့ရှိမယ်ပေါ့နော်အဲ့လိုရှိမယ်ဆိုလို့ရှိရင်ကိုယ်ပေါ်မှာဒါတမျိုးပေါ့နော်နောက်တမျိုးကကျတော့ကိုယ်ပေါ်မှာမှဲ့90ဒါမှမဟုတ်လို့ရှိရင်မှဲ့ပေါင်း100အဲ့လိုမျိုး100ရှိတာထက်ပေါ့နော်သူကနှိုင်းရှင်တဲ့အခါမှာဆိုလို့ရှိရင်ခုနပြောတဲ့ဒီလက်မောင်းပေါ်မှာပဲမှဲ့သည်ပေါင်းခုနှစ်ခုရှိနေတဲ့အမျိုးသမီးတွေကအရေပြားကင်စာဖြစ်နိုင်ခြင်းရှိ တယ်ဆိုပြီးတော့ဖော်ထုတ်နိုင်ခဲ့တာပါတဲ့အဲ့တော့အထူးသဖြင့်သူပြောထားတာကညာဘက်တထောင်စစ်ရဲ့ဒီအထက်မှာပေါ့နော်မှဲ့ရှိမယ်ဆိုလို့ရှိရင်တတိထားပါဆိုပြီးတော့သိပ္ပံပညာရှင်တွေကပြောလိုက်တယ်တဲ့အဲ့တော့ဒီအမျိုးသားတွေဆိုလို့ရှိရင်ခြေတလုံးမှာမှဲ့တွေနောက်အမဲခွက်တွေရှိနေမယ်ဆိုလို့ရှိရင်လည်းအရေပြားကင်ဆာအတွက်ပေါ့နော်တတိထားပါဆိုပြီးတော့လည်းထပ်ပြီးတော့ပြောကြားထားတယ်အဲ့တော့အရေပြားကင်ဆာဆိုတာကနော်ဟိုဒါကလေဒီနိုင်ငံမှာတော့ဟိုဖြစ်တာတော့အမှန်ပြောနေနေနေသလားလို့ဒါပေမဲ့လည်းကြောက်ဖို့ကောင်းတဲ့ယောဂါတစ်ခုနေနေပေါ့ချိန်ချောင်းနေတာအဲ့တော့မှဲ့တွေဘာတွေပုံသဏ္ဍာန်တွေပြောင်းလဲသွားတာ ာနောက်နာကျင်တာမျိုးတွေဖြစ်နေတာမျိုးအဲ့ခါကျရင်တေးချာဂယုစိုက်ပေးပါဘာလို့ဆိုအေးပြားကင်စာရဲကြောက်ဖို့ကောင်းတယ်နော်ဘာမဟုတ်လဲဒီမှဲ့လေးကနေစမှာကြောက်စရာကြီးဟုတ်တယ်မှဲ့ပုံစံပြောင်းလဲတာတို့အယောင်ပြောင်းတာတို့ဆိုရင်တော့တတိထားချင်တာနော်ဟုတ်တယ် အခုပြောမယ့်အကြောင်းအရာကတော့ဒီပေါ့နော်အဲကိုဟတ်ကြာနေမှာဖော်ပြထားတဲ့အကြောင်းအရာအဲ့ဒီလူတူကသူကဒီကင်ဆာယောဂါကိုဘယ်ရရရှိတယ်ဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ထဲကတုတ်ပြားကောင်တစ်စင်ရရှိတာတဲ့အဲ့လိုဖြစ်တယ်အဲ့လိုရရှိတာဆိုတော့တကယ်ပေါ့နော်ပြောမယ်ဆိုရင်တုတ်ပြားကောင်ဆိုတာဒီလိုမျိုးသူ့အနေနဲ့ဘယ်လိုနည်းနဲ့ကိုကူးစက်လာတယ်လို့မသိဘူး။ညသောအဖြစ်မကြက်တဲ့ဟိုအသားစိမ်း၅စိမ်းနေပေါ့နော်ဒီလိုမျိုးကိုအနေနဲ့ဒါစားမီးရဲ့အခါမျိုးမှာဆိုရင်ဒီလိုမျိုးဒီအသားကားတွေကတစ်စင်ကူးစက်တာမျိုးရှိတယ်ပေါ့နော်။ဒီတော့ဒီလူကဆိုရင်သူက2006ခုနှစ်တုန်းက2006 6ခုနှစ်အတွင်းကစပြီးတော့ HIV ပိုကူးစက်ခံရတာအဲသူကပေါ့နော်ပြီးတော့2013ခုနှစ်မှာသူကကိုလံဘီယာနိုင်ငံကလူပေါ့နော်2013ခုနှစ်မှာဆိုရင်သူ့အနေနဲ့ပေါ့နော်ဒါဟိုဘယ်လိုပြောလဲဆိုတော့အလကားနေမောပန်းနေရမျိုးဖြစ်နေရဲနောက်တစ်ခုကချောင်းဆိုးတာချောင်းတာရှည်ဆိုးတာပေါ့နော်နောက်ပြီးတော့ဒီဖျားနေတာကိုလေးချိန်ကြာတာမျိုးသူကလနဲ့ချီပြီးခံစားရတယ်ဒီတော့အဲ့လိုခံစားရတဲ့အခါမှာဆိုရင်သူမတင်ရတဲ့အတွက်ကြောင့်ဆရာဝန်နဲ့ပြသခဲ့တယ်တဲ့ဒီတော့လနဲ့ချီလာတဲ့အတွက်ကြောင့်ဆရာဝန်နဲ့သူ့ကိုစစ်ဆေးခဲ့တယ်စစ်ဆေးတဲ့အခါမှာဆိုရင်သူက HIV ပိုးကူးဆက်ခံတာ တဲ့အတွက်ကြောင့်ပေါ့နော်ဒီပိုးကြများသူအဲ့လိုဖြစ်တာလားပေါ့အဲ့လိုလည်းမဟုတ်သေးဘူးသူဆေးကိုလည်းပုံမှန်တောက်နေရပဲပေါ့နော်ဒီတော့အဲ့ချိန်မှာဆိုရင်သူ့ကိုသူ့ရဲ့ဒီလူနာရဲ့မစင်ကိုဆရာဝန်တွေကဆက်ဆေးကြည့်လိုက်တယ်ပြီးတော့ဆက်ဆေးကြည့်လိုက်တဲ့အခါမှာသူ့မစင်ရဲ့အတွင်းမှာဆိုရင်တုတ်ပြားကောင်ရဲ့ဥတွေအများကြီးတွေ့ခဲ့တယ်မစင်ထဲမှာပေါ့နော်နောက်ပြီးတော့သူ့ CT scan ရိုက်ကြည့်တဲ့အခါမှာဆိုရင်သူ့ရဲ့အဆုတ်ထဲမှာဆိုရင်ပေါ့နော်3ညတသမ4ရနေပြီးတော့4တသမ4 cm ရှိတဲ့ဒီအရွယ်အစားမျိုးစုံအကျိတ်တွေလည်းတွေ့ရတယ်တဲ့ အဲအဲ့လိုမျိုးတွေ့ခဲ့တဲ့အခါမှာဆိုရင်ဒါအဆုံးနဲ့ပတ်သက်ပြီးဝေဒနာတခုခုခံစားရတဲ့လက္ခဏာမျိုးဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ဒီအကျိတ်တရားဆိုရင်အသေးနဲ့တခြား အင်္ဂါတွေမှာလည်းပြန့်နှံ့နေပြီအဲ့လိုပြန့်နှံ့နေတဲ့အတွက်ကြောင့်ねဒီအချိတ်ရဲ့ cell တွေကိုဆီအောင်နဲ့ထက်ပြီးတော့ဒီအချိတ်မှာရှိတဲ့ cell တွေက cancer cell တွေလားဆိုပြီးတော့အနုကြည်မှန်ပြောင်းနဲ့ထက်မှန်ပြီးတော့ဒါစစ်ဆေးခဲ့တယ်စစ်ဆေးခဲ့တဲ့အခါမှာထူးခြားတာကဘာလဲဆိုတော့သူ့မှာဒီအချိတ်ထဲမှာရှိတဲ့ cell တွေကလူရဲ့ cancer cell ထက်ကိုဆယ်စားလောက်ပိုပြီးတော့သိငယ်နေရတဲ့ပြီးတော့လူ cancer cell ထက်ဆယ်စားသိငယ်နေရဆိုတော့ဒါအဖြေရှာများဖြစ်သွားပြီပေါ့နော်အဲ့ဒီအတွက်ကြောင့်ဒီပေါ့နော်သူ့ရဲ့မစင်ထဲမှာလည်းတုတ်ပြားကောင်တွေ့ထားတယ်နောက်ပြီးတော့အခိဒီအခုတွေ့ရ ရတဲ့ပေါ့နော်ဒီလူရဲ့ကင်ဆာဆဲတွေမဟုတ်ဘဲနဲ့ဒီဆဲစားအောင်သေးနေတဲ့ဆဲဆိုတော့ဖြစ်နိုင်ကြရပါလဲဆိုတော့ဒီ cell တွေအရဆိုရင်တုတ်ပြားကောင်ရဲ့ကင်ဆာဆဲတွေ အဲ့လိုဖြစ်နေတာပေါ့နော်ဒီတော့တုတ်ပြားကောင်ရဲ့ကင်ဆာဆဲတွေကနေတဆင့်သူကကင်ဆာရောဂါကိုဆက်ချင်းခံခဲ့ရတာတော်တော်ကန်ဆိုးတယ်လို့ပြောရမှာပေါ့နော်ဒီလိုမျိုးဖြစ်တယ်ဆိုတာဒီရက်ကြောင်သူကဆိုရင်တဲ့တုတ်ပြားကောင်ရဲ့တဆင့်ကင်ဆာရောဂါဖြစ်တဲ့ပထမဦးဆုံးလူနာဖြစ်သတ်မှတ်ချင်းခံခဲ့ရတယ်တဲ့ယောဂါဆိုတာနော်ဟိုဖြစ်ဖြစ်မယ်ဆိုရင်ကြံဖန်မျိုးကိုဖြစ်တာပေါ့နော်ဒီတော့ဒီလူနာမှာဆိုရင် HIV ယောဂါပိုကူးဆက်ခံရတဲ့အတွက်ကြောင်ခုခံစနစ်ကလည်းကြာဆင်းနေတယ်အဲ့ဒီအတွက်ကြောင်ဒီခန္ဓာကိုယ်တွင်းမှာဝင်ရောက်နေတဲ့တုတ်ပြားကောင်ရဲ့ယောဂါရှိတဲ့ဆဲတွေကိုသူကခြေဖြတ်နိုင်စွမ်းဖြည့်ဆည်းနိုင် ဆိုလည်းမရှိတော့ဘူးပေါ့နော်။ဒါအဲ့ဒီဆဲတွေကပွားနှုတ်နဲ့မြန်လာပြီးတော့ကင်ဆာဖြစ်သွားတယ်။အဲ့အတွက်ကြောင့်သူကအဆုတ်ကင်ဆာရောဂါလည်းခံစားနေရတယ်တဲ့။ဒီရောသူ့အနေနဲ့ပေါ့နော်။ကုသမှုမှာဆိုရင်အနာနဲ့ဆီနဲ့တွေ့ပါစေဆိုပြီးတော့ပဲဆူတောင်းရုံပဲရှိတော့တာပေါ့နော်။อืมပါနော်။အဲ့တော့ရခောင်တော့အခုဒီလောက်တော်တော်ဒုက္ခပေးနေတယ်လို့ပေါ့နော်။တချို့ဒီဝတ်သားတွေပါရစားနော်ဒီအစိမ်းစားမျိုးဒီ တို့ဒီဥတို့ပါဘူးလေတို့ကလီစာတွေကနေတဆယ်အိတ်တို့ပြားကောင်ကူးတက်တယ်အဲ့တောင်ချက်စားမယ်ဆိုရင်လေတေချာပေါ့နော်ဟိုချက်အောင်ချက်စားတော့အကောင်းဆုံးပဲပေါ့နော်တကယ်ဟိုသူပြောရမယ်ဆိုရင်တကယ်ပူတဲ့အပူချိန်ပမာဏမှာတေချာလေးချက်စားမှာဖြစ်နေမှာဟုတ်တယ်ကဲဒါဆိုရင်ဒီခါမှကြတော့ဆိုမှထူးခြားတဲ့အကြောင်းလေးပြောပြပေးဦးမယ်အဲ့ဒါဘာလဲဆိုတော့လူတွေပေါ့နော်လက်ပြတ်သွားပြီဆိုလို့ရှင်တကယ်တော့သွေးသွေးနဲ့အရင်ကြောက်ကြတယ်အဲ့တော့ဒီမှာဆိုလို့ရှင်လေအဲ့လိုပဲ तू ကဒီ 2005ခုနှစ်ကဖြစ်သွားတဲ့အဖြစ်ပြက်ပေါ့အဲ့တော့သူ့ရဲ့လက်နှစ်ဖက်လုံးကလက်ကောက်ကနေစာပြီးပြက်သွားတာ။အော်။နှစ်ဖက်လုံးတစ်ပိုင်းနဲ့ပြက်သွားတာ။ပလတ်စတစ်လေးဆုပ်တဲ့ဒီဆက်ယုံပေါ့နော်။လေမုတ်ဆုပ်လေမုတ်တဲ့ဒီပလတ်စတစ်ဘူးတွေပါလေလုတဲ့ဆက်ယုံ။အဲ့ဒီမှာလုတဲ့ခါမှာအဲ့လိုမျိုးလေဆုပ်တဲ့ကရိယာကဆိုလို့ရှိရင်တဲ့မတော်တဆပေါ့နော်။နေရာလွဲချော်ပြီးတော့သူ့ရဲ့လက်နှစ်ဖက်ကိုဆုပ်ပြီးတော့အဲ့လက်နှစ်ဖက်လုံးပြက်ပြီးပြုတ်ပြုတ်ထွက်သွားတာ။ ဲ့လိုမျိုးပြုတ်ထွက်သွားတဲ့လက်ကိုသူမြင်လိုက်တဲ့အချိန်မှာသူသေပြီပေါ့သူလုံးဝလက်နှစ်ဖက်လည်းမရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးပဲသူထင်လိုက်တာဒါပေမဲ့သူ့ရဲ့ဘေးကလှုပ်ဖို့ကိုင်းမြတ်တကယ်ချင်းနေရချက်ချင်းပဲဒီလက်ပေါ့နော်ပြုတ်ထွက်သွားတာကိုတွေ့တဲ့အခါမှာသူ့ကိုဘာလုပ်လဲဆိုတော့အနီးနားမှာရှိတဲ့သူတို့ပိတ်ဆက်အဝတ်တွေနဲ့ဒီပေါ့နော်ဟိုပြုတ်နေတဲ့ဒီဘက်ကိုကိုဘက်ချမ်းမှာရှိတဲ့လက်ကိုတွေ့ထွက်လုံမှာဆိုလို့အိုင်နာကိုဆုတ်ဆုတ်ပြီးတဲ့အခါမှာလက်နှစ်ဖက်ကြာနေလက်နှစ်ဖက်ကိုယူယူပြီးတော့တိတိကျကျရေခဲအောင်ပြီးတော့ထိမ့်သိမ့်ပြီးတော့စိတ်ယုံရောက်ပို့ပေးခဲ့ရတဲ့အဲ့တော့ဒါသူတို့ရဲ့လှုပ်တဲ့နီလန်လည်းမှန်သွားတယ်ထင်တယ်ကြီးရ အဲ့တော့ဆေးကဆေးုံဆေးကရောက်တဲ့ခါမှာဆိုရင်ဆရာဝန်တွေကအဲ့ဒီလက်ကိုပေါ့နော်ပြောရမလို့အနုကြည့်မှန်မြောင်းနဲ့အနုကြည့်ခွဲစိတ်မှုပုံစံမျိုးအစ်စ်နဲ့အဲ့ဒီနီလန်နဲ့ခွဲစိတ်ပေးခဲ့တယ်ခွဲစိတ်ပြီးတဲ့ခါမှာဆိုရင်တော့တကယ်လို့အဲ့ဒီခွဲစိတ်မှုကအောင်မြင်တယ်ဆိုရင်တော့မှ100%အောင်မြင်တယ်ဆိုရင်တော့မှဒီလက်ရဲ့ငွေမူလအခြေအနေတိုင်းပြန်ရဖို့က90ရာခိုင်နှုန်းပဲတည်ကြရတဲ့ဒါပေမဲ့ तू ကအဲ့လိုမျိုးခွဲစိတ်ပြီးတဲ့ခါမှာခွဲစိတ်ပြီးရဘလောက်မှတော့မကြောက်ဘူးသူ့ရဲ့နာကျင်မှုဝေနာရီလက်သက်သာသွားတယ်တဲ့ပြောရမယ်ဆိုရင်အခြေအနေအရန်ကောင်းမွန်တဲ့အတွက်စေပညာတွေလောကကို အထူးပဲကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောထားတယ်။ကျေးဇူးတင်ပါဗော။အစိုးရအကောင့်ဖြစ်သွားပါဗောနော်။ဟုတ်တယ်။ဘာဖြစ်ဖြစ်ဒီလိုမျိုးပေါ့လက်နှစ်ဖက်လုံးပြတ်သွားရတဲ့ဆိုင်ပုံမပြတ်ပန်းမပြတ်လေးကိုယ့်ရဲ့ခန္ဓာကိုယ်မှာလည်းဒီလက်နှစ်ဖက်ပြန်ရှိနေတယ်။အခု90ရာခိုင်နှုန်းဆိုရတဲ့ကျော်လွန်ပြီးတော့တွေ့ရချင်းနေကောင်းမွန်နေရဆိုတော့သူ့အတွက်ကတော့ဘာပဲဖြစ်တာအစိုးရကတကယ်ကိုအကောင့်ပဲတော်တော်ကြီးကိုကန်ကောင်းတဲ့လူဖြစ်သွားတာနော်။ပါတယ်ရနော်အရှင်မကြောက်နေလို့မရအောင်နော်ဘေးလူတွေလည်းကုညင်လို့လည်းပါပါဟုတ်တယ်ဟုတ်တယ်ဓာတ်ပုံထဲမှာဆိုတာတော်တော်ရွတ်သူငယ်ချင်းတွေကလုံးဝအပြည့်ဝအဝတ်တွေနဲ့ထုတ်ထားလက်လက်အဝတ်ကလက်ကိုထုတ်တဲ့အဝတ်ကခန္ဓာကိုယ်ထက်တောင်ကြီးနေသေးရ ယ်ဒါကြောင့်မို့လဲသူအသက်မတရားဖြစ်မယ်နော်တွေ့ထွက်လည်းမလွန်တော့ဘူးကဲဒါဆိုရင်ဒီသတင်းလေးဆုံးပါပြီခဏနားကြမယ်နော်ခက်တပြုံမေးစီစီကနေပရိသတ်တွေအတွက်ထပ်မှန်ပြီးတော့ထူးခြားတဲ့သတင်းကြောင့်ပြောပြပေးဖို့ခဏနေပြန်လာရပါဦးမယ်ရှင်